သူရဲ့စိတ်ဆက်ပွဲကိုလာရင်ဇဘိုးစရန်တရုတ်ဆောင်တွေကိုအထင်မှတ်တဲ့ပုံစံနဲ့ဆက်ဆံလိုက်လို့လူပြောများနေတဲ့စုပြေးတဲ့စဉ်မင်္ဂလာပွဲကိုလာရင်ဇဘိုးစရန်တရုတ်ဆောင်တွေကိုအထင်မှတ်တဲ့ပုံစံနဲ့ဆက်ဆံလိုက်တာကတရုတ်ဆောင်မင်းသမီးစုပြေးတဲ့စဉ်မှာအခုချိန်ပြောမစုံမှတော့တုံးကောင်ဖြစ်နေတာကမင်းသမီးချော်လေးစုပြေးတဲ့စဉ်နဲ့မင်းသားချော်ဟေဝရန်တို့ရဲ့တိမ်မောင်တောင်းချီတဲ့နဲ့စိတ်ဆက်မင်္ဂလာပွဲကြီးကြောင်းပါပဲ။ဒါပေမဲ့ဒီပွဲရဲ့ခဏကြီးကျယ်မှုတွေတန်မိုးကြီးလို့နဲ့လက်ဝဲနာတွေတဲ့ ပို့ပြီးတော့လူတွေရဲ့ရှင်ကိုထိမှန်စေခဲ့တာကတော့သမေသမီလောင်လေးစုပြီးသင်းရဲ့မချင်းမတ်ကြတဲ့ပြုမှုလေးတစ်ခုကြောင့်ပါပဲ။အားလုံးသိကြတဲ့အတိုင်းပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ရှန်ကုန်မြို့ရဲ့နမေကျေးချင်းငါးဝင်ဟိုတယ်ကြီးတစ်ခုမှာစုပြီးသင်းနဲ့ဟင်းဝီယန်တို့ရဲ့စိတ်ဆက်ပွဲကိုတကယ့်ကိုတနားကြီးဆန်းဆန်းကျင်းပခဲ့ပါရီ။မင်းလာကမ်းမတစ်ခုလုံးကိုနိုင်ငံသားကနေတကူတကမယူတင်သွင်းထားတဲ့ပန်းပေါင်းစုံနဲ့ပန်းပင်လေးကြီးတစ်ခုလိုဖန်တီးကြပြီးခန်းဝင်ရနာပစ္စည်းတွေကလည်းမျက်စိကျင်းလာအောင်ပါပဲ။ သူတို့သမီးလောင်းလေးကိုယ်တိုင်ကလည်းတိမ်မောင်းတောင်းချီတတ်မှုရှိရဲစိတ်နဲ့မျှရတနာတွေနဲ့ချက်တည်းရှိရှိလာသွေးကြွေကြတာပါဒီဝဲကိုနှစ်ဘက်မိပါတိုင်ဝိုင်းတွေအမှုပညာလောကကထိတ်တန်အမှုပညာရှင်ပေါင်းတမတွေများစွာနဲ့စီကားတိုင်မြိတ်စွာကျင်းပကြတာဖြစ်ပါသည်ဒီလိုခန္ဓာတွေပွဲကြီးမှာလူတွေတတိထားမိပြီးတော့ခုလိုလူပြောများသွားစေတဲ့အဓိကအကြောင်းရင်းကတော့ပွဲကိုတရုတ်လာကြတဲ့ဧည့်သည်တွေနဲ့ပတ်သက်နေပါသည်ပုံမှန်အပြင်အမှုပညာလောကမှာမမြင်ရတဲ့စီတခုရှိပါသည်အဲဒါကတော့ထိတ်တန်အမှုပညာရှင်တွေရဲ့ ဒီလိုမျိုးလူရင်းနေမိသားစုတွေနဲ့ပဲကျင်းပါရေးစိဆက်ပွဲလိုမျိုးတည်တဲ့ခန္ဓာတွေမှာဇက်ဖို့ဇယံတရုပ်ဆောင်တွေကိုဖိတ်ကြားလို့မရှိကြပါဘူးအများအပြင်ကတော့လူအများကိုဖိတ်တဲ့မင်းလာအိတ်ကံပွဲကြီးတွေကြာမှသာဇက်ဖို့ဇယံတွေကိုဖိတ်ကြားတကြတာပါဒါခွဲခြားဆက်စနာမျိုးမဟုတ်ပေမဲ့လူရင်းပွဲဖြစ်တဲ့အတွက်ကြောင့်ဆိုတဲ့အကြောင်းပြချက်နဲ့ဒါစင်လာတစ်ခုလိုဖြစ်နေကြတာပါဒါပေမဲ့စိတ်ဓာတ်ကောင်းတဲ့မင်းသမီးချော်လေးစွေးသည်စင်ကတော့အဲ့ဒီစင်လာစီကိုပေါက်ထွက်ပြီးသူ့ဘဝရဲ့အရေးကြီးဆုံးနေ့လေးမှာ သူနဲ့အတူနုပညာခေတခြားလက်တွဲလောက်ကင်ခဲ့ဘူးလေဇပ်ပိုးဇယံတရုတ်ဆောင်တွေကိုပါတလီစားနဲ့ဖိတ်ကြားခဲ့ပါရီဒါကြောင့်လင်းပွဲခန္ဓာဝိုင်းဇပ်ပိုးတရုတ်ဆောင်တို့ဖြစ်တဲ့အနီအေးတီတာလိုလိုနုပညာရှင်တွေပါတယောက်ကွန်ပြူတာတွေ့ရပါရီဖိတ်ကြားတာတကူနဲ့ပြီးမသွားပါဘူးပို့ပြီးတော့ကြီးကျူးစရာကောင်းတာကတော့ပွဲကိုရောက်လာတဲ့ဇပ်ပိုးဇယံတွေပေါ့သူဆက်ဆံတဲ့ပုံစံပါပဲသူတို့သမီးလောင်တယောက်အနေနဲ့အားမလဲဖြစ်နေတဲ့ကြားကထိတ်တဲမင်းသမီးတယောက်ဆိုရင်မာနာမျိုးနည်းနည်းလေးမှမရှိပဲ သူတို့ကိုဆွေမျိုးရင်းချတွေလိုကုန်မိပါအတိုင်းဝိုင်းလိုပဲခွဲခြားမှုမရှိဘဲနဲ့နေတွေ့တွေ့ကြိုးစုဆက်ဆံတာပါဒီပြမှုကတကယ်ကိုမြင်ရသူဖို့ချီးနှူးစရာကောင်းလွန်ပါတယ်ဒီလိုရက်လေးကဆွေပေးတဲ့စရာအောင်မြင်ကြောကြားမှုတွေဘလောက်ပဲရှားနေပါစေသူရဲ့မူလစင်ရင်ကောင်းလေးနဲ့နှိမ့်ချတတ်တဲ့စိတ်ဓာတ်ကတော့ပြောင်းလဲမသွားဘူးဆိုတာကိုသက်သေပြလိုက်တာပါပဲအနုပညာလောကမှာအောင်မြင်မှုဆိုတာအရေးချင်းတစ်ခုတွေနဲ့တိဆောက်လို့မရပါဘူးဒီလိုမျိုးကိုနဲ့တူလက်တွဲလှုပ်ဆောင်နေတဲ့လုပ်ပေါ်ကိန်းတွေပေါ်မှာထားတဲ့လေးစားမှု တံမိုးထားမှုတွေကမှတကင့်ကိုရေရှည်အောင်မြင်မှုကိုစောင့်ခြင်းပေးနိုင်တာပါပြိတဲ့ကြီးတို့ရောအောင်မြင်ပေမဲ့မနာမကြည့်ပဲစပုတ်ဆိုင်ရည်နေပေါ်မှာထားတဲ့စုပြည့်တစဉ်ရဲ့ဒီလိုလေးစားစရာတံမိုးထားတဲ့စိတ်ဓာတ်လေးကိုဘလို့မြင်မိလဲသူ့ရဲ့စိတ်ဓာတ်ကောင်းမှုပေါ်မှာကြီးကျူးစကားလေးတွေပြောခဲ့ပေးပါအောင်ရှင်